အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ15ရက်တင်းကိုရီလေးညနေခင်းဆေးတင်းသုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မန်လေးတိုင်းဒပိတ်ချင်းနဲ့မရယာတစ်ခုခုကိုစစ်ကြောင်းထုတ်ဖို့ရှိနေပါတယ်ဒပိတ်ချင်းဘက်ကယခုလအတွင်းဖြစ်နိုင်ဒီပုံများနေပြီးရရက်ကိုတော့ထောက်လန်းနေသေးဖြစ်ပါတယ်ဒပိတ်ချင်းကို6မိုင်ဘက်ကနေတိုးမပေါက်တော့အနောက်နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကနေထိုးဖောက်ဝင်ရောက်ဖို့ကြိုးစားတယ်လို့ခန့်မှန်းရပါတယ် ကမ်ဘလူအခြေစိုက်အမှတ်6006တင်ကားတိုင်ရင်ထဲမှာစစ်ကောင်စီအင်အား250နဲ့ပြည်သူစစ်40နီးပါးစုဖွဲ့ထားရှိထားတာကိုတွေ့ရပါတယ်။အဆိုပါစစ်ကြောင်းဟာမလဲကနေစပယ်နတ်သားထိုမတဆင့်တွင်းငယ်ဘက်ကိုထိုးပေါက်လာနိုင်ရည်ရှိတယ်လို့သုံးသပ်ရပါတယ်။အမှတ်7တမတော်တမင်းလေးကြီးအကြောင်းအရှင်းမြောက်ဖက်မှာ120မမလက်လက်ကြီးနှစ်လက်အထိုင်ချထားပြီးပြစ်ကူပေးမဲ့အစီအမံဖြစ်ပုံရပါတယ်။အမှန်နဲ့စစ်ချေကလေးကြီးတက်ကိုလည်းရုရှားကနေနောက်ဆုံးရရှိထားတဲ့ဂျာမန်တွေပို့ဆောင်မယ်လို့သိရှိရပါတယ်။ ဝပြူလာမှာခြေကုပ်ရယူနိုင်ရောစစ်စင်ပထမဆင့်ညီမချက်ဖြစ်ပြီးမိုးကုတ်ကိုဓာမြန်ထိုးလို့တဲ့ရည်ရွယ်ချက်ဖြစ်ပုံရပါတယ်။ခြောက်မိုင်တိုက်ပွဲမှာစစ်ကောင်စီဟာ FPV ဒရုန်းတွေစားတပ်အသုံးပြုခဲ့တယ်လို့ကျွန်တော်ခံမှန်းချက်ဟာမှန်ကန်တယ်ဆိုတာကိုမြေပြင်သတင်းရင်းမြစ်တွေကအတည်ပြုနိုင်ခဲ့ပါတယ်။ဖျောင်းတော်ကိုကာဝေးအင်အားစုတွေကလက်လွတ်လိုက်ရတာအများကြီးနစ်နာလာပါတယ်။စစ်ကောင်စီဟာဖျောင်းတော်မှာခြေချပြီးစစ်တောင်းတွေထိုးပေါက်ဝင်ရောက်နိုင်အားထုတ်နေတာဖြစ်ပါတယ်။ တရုတ်လေနဲ့နောက်ဆိုကြရွှေချောင်းပင်အထိစစ်ကောင်စီရောက်ရှိနေတယ်ဆိုတာမဟုတ်ပါဘူးဂျမန်လေးကတော့ရေဝင်တက်ခေါ်ဘက်မှာစစ်ကောင်စီကဒရုန်းသုံးပြီးတိုးဖို့ကြိုးစားနေတာကိုတွေ့ရပါတယ်အုံမဒီကိုကြော်ဖြတ်နိုင်မှုဆိုတာကတော့ဖန်ပွေးမှာရှိတဲ့စစ်ကောင်စီအင်အား900ကိုအကုန်သုံးမယ်ဆိုရင်တော့ဖြစ်နိုင်ကြီးနေပါတယ်မကွေးတိုင်းအခုတ်ကူကတော့တိုက်ရင်အားတွေထပ်မံဖြည့်တင်းနေကြဖြစ်ပါတယ်တောင်ရင်းကြီးကနေကျောင်းဆက်တပ်သားတွေတည်ဆောင်လာတဲ့စစ်ရင်နဲ့အရေးအတွက်စီးစစ်ဆဲဟာအမှတ်တရတစ်ချင်းမြန်တပ်မဌာနချုပ်ထဲကိုတမြန်နေ့ကဝင်ရောက်ခဲ့တာရှိပါတယ် ပုံတော်ပုံညာဘက်ကနေတစ်ဆင့်စကိုင်းနယ်တဲ့ကိုမျက်စမျက်နှာစာဖွင့်လွန်ရရှိတဲ့လက္ခဏာတရားလို့မှတ်စားရပါတယ်ရေတကြိုရှင်ဆိုင်အမှတ်158ချင်းလင်းတက်ရင်းလေးကနေထွက်လာနေတဲ့ဆက်ကြောင်းတစ်ကြောင်းဟာကံကျက်ရွာကနေတစ်ဆင့်ကြီးကံရွာဘက်ကိုဆက်လက်ရွှေရှားနေရွှေရှားနေတာကိုတွေ့ရပါတယ်စကိုင်းတိုင်းဘုံရကဝက်ဘလူးအခြေပြုတဲ့အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တဲကို short tight ဒုံသုံးလုံးပြစ်တွင်းလိုက်တာကိုတော့အားလုံးသိကြပြီဖြစ်ပါလိမ့်မယ်။ရှမ်းမြောက် တောင်းခန်းဒေသအတွက်တနီလာအေးတို့အင်အားထပ်မံဖြည့်တင်းထားဖို့ရပါတယ်။ကန်ကြီးကနေဆုတ်လာတဲ့စစ်ကြောင်းလဲစုဖွဲ့မှုကောင်းအောင်မလုပ်နိုင်တော့တာကိုတွေ့ရပါတယ်။နောင်ချုံအေးမှာရောက်နေတဲ့တပြူဟာနဲ့နှင်းရင်ဟာလဲရှေ့တိုးမရနောက်ဆုတ်မရဖြစ်နေပါပြီ။30-20ကိုစစ်စေးမှာပြတ်သွားတဲ့တပ်တွေကိုကျောင်းစင်းလူသစ်တွေနဲ့ပြန်လဲဖွဲ့စည်းထားတဲ့အမှတ်135ချင်းများတိုက်ရင်အမှတ်508ချင်းများတိုက်ရင်နဲ့မိဖြူဟာတစ်ခုရောက်ရှိနေတာဖြစ်ပါတယ်။စီးရင်လေးရတော့စစ်ကောင်စီကနောင်ချုံကိုဘလို့မှပြန်ပြီးစိုက်ယူလို့ရနိုင်စရာအကြောင်းမရှိဘူးဖြစ်ပါတယ်။ ရှမ်းပြည်လေပိုင်းခူလန်တန်းနယ်ကိုရိခါရင်နာနားစင်လာတိုင်း20ရက်နှစ်နောက်ပိုင်းမှာပို့ဆောင်မှုပုံမှန်ပြုလုပ်လေရှိပါတယ်။စစ်ရင်နာအသုံးပြုခြင်းမရှိဘဲပွဲရုံတစ်ခုကမော်တော်ယာဉ်တွေကိုအသုံးပြုနေတာဖြစ်ပါတယ်။၎င်းပွဲရုံပိုင်းချင်းအားဘရင်နောင်ပွဲရုံဥက္ကရာဟောင်းဖြစ်တယ်လို့ဆုံသမ်းသိရပါတယ်။ရှင်းနေမလဲ9ရက်ကမှရှမ်းအောင်ရဆောက်ကနေစစ်ရင်နာ25သီးခွန်းသီးကရွှေညောင်ဘက်ကိုဖြတ်တန်းနေတာရှိပါတယ်။အလွတ်တွေရောအင်အားအပြည့်နဲ့ရောဖြစ်ပါတယ်။ ဂျမန်လေးကလည်းတောင်ကြီးကနေအင်အားပြင်းတဲ့စစ်ရင်နှအစီး30ကတပ်သားတွေတင်ဆောင်လာကျိုင်းတုံတာချီလေးဘက်ကိုပို့ဆောင်ခဲ့တာရှိပါတယ်။ဒီအပိုင်းညောင်ရွှေဘက်ကထိတွေ့တိုက်ပွဲဖြစ်စဉ်တွေမှာအိုးပြည်သူစစ်တွေတော်တော်လေးမဆီကိုက်ခဲ့တာဖြစ်ပါတယ်။ယနေ့မနေ့မှာလဲတောင်နီရွာမှာအာရမလူသစ်ထပ်မံဆူဆောင်းလျက်ရှိပြီးတင်းနှဆင်းတပ်သားတွေကိုအတွေ့အကြုံရရှိအောင်စစ်ဆေးရေးခွင်နဲ့ချက်ချင်းပို့ဆောင်ပေးမယ်လို့အားသာခံနေပါဗါရှားတင်းနှဆင်းကွန်မန်ဒိုတွေကိုနောက်လာမှာစပြီးပေါများစွာထုတ်သုံးမဲ့အနေအထားရှိနေတယ်လို့ အမျိုးသမီးစနိုက်ပါကွန်မန်ဒါတွေပါမွေးထုတ်သွားမယ်လို့ပြည်သူ့စစ်ခေါင်းဆောင်နေဝင်းထွန်းကဆိုပါတယ်။တာစီလိုက်မှာပီယန်နိုဆက်ဆံရေးနဲ့စီဝါရေးရုံအစ်စ်ဖွင့်လိုက်တာကိုတွေ့ရပြီးလက်နက်ခရရန်တွေကိုအခြေပိုင်းတိုင်းစစ်ဌာနချုပ်မှာလူတလောက်ထုတ်ယူခွင့်ရှိတယ်လို့သိရပါတယ်။ပီယန်နိုအတွက်လည်းဒေချောင်းပြေကူအတွက်တိုက်လေရင်နှစ်စီစတမ်းပိုင်းပြင်ထားတယ်လို့စစ်ကောင်စီကကြေညွှန်းနေပြန်ပြီဖြစ်ပါတယ်။ကမ်းလာဒေသဒဝဲခရိုင်လောင်းလုံးမြို့နယ်ပြင်းထန်စစ်ပြည့် မြင့်မော်ရွာဝင်းကျင်တွေမှာထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်လာနိုင်ခြင်းရှိတာကိုအထူးသတိရှိကြဖို့ဒေသခံတွေကိုသတိပေးနေတာတွေ့ရပါတယ်။စံမြန်လေးကလည်းညောင်ရောင်းကျေးရွာကနေစစ်ရေးအမှတ်928ကန်းထိုးဝင်ရောက်လာပြီးမြို့ကိုဝိုင်းပတ်ပိတ်ဆို့ခဲ့ပေမဲ့ကာဝေးအင်အားစုတွေဘက်ကအထူးကိမရှိခဲ့ဘူးဖြစ်တယ်လို့သိရှိရပါတယ်။ AR Reader ညောင်ဆန်းမြောက်တပ်ကိုတော်လန်ပြည်သူတွေသိရှိနေကြပြီဖြစ်ပါတယ်။ဇမန်လေးညနေပါအမှတ်344အမြောက်တပ်ရင်းကပြစ်ခတ်လိုက်တဲ့အမြောက်ဆန်၅လုံးဟာ ရှင်နှောင်းဝါကြီးရွာတဲ့ကိုကြားရောက်ခဲ့ပြီးတလုံးသာပောက်ကွဲခဲ့ပြီးလေးလုံးမကွဲဖြစ်ခဲ့ရပါတယ်။မကွဲပုံလေးရာဂိုင်းလုံးများတဲ့အတွက်ဘာကြောင့်ဖြစ်တာလဲလို့တိုင်းစစ်ဌာနချုပ်ကမေးမြန်းတဲ့အတွက်ပြန်လည်တင်ပြနိုင်ဖို့မကွဲပုံလေးတွေကိုလာရောက်ဖော်ယူသွားပြီးဒေသခံတွေကိုမကြောက်ကြနဲ့မကွဲပုံလေးတွေနဲ့စားသပ်ပစ်ခတ်တာလို့ပြောသွားတယ်လို့သိရှိရပါတယ်။အမှတ်344အမြောက်တိုင်းရဲ့နေဝင်ရှင်တွေကတော့တဖြည်းဖြည်းနီးကပ်လာနေပြီဖြစ်ပါတယ်။တမိုင်ခွဲကသာဝေးကွာတဲ့အဓိကကြတဲ့ ဆက်သုံးပိုင်းစာအုပ်စန်းရွာနီးကငရင်းကြဆောင်းဒီထိတွေ့တိုက်ပွဲပြင်းထန်နေပြီဖြစ်ပါတယ်။မိတ်တလင်ရွာသားတွေဟာစစ်တပ်ကခိုင်းနေကြောပြီးရိတ်ခါနဲ့ဆက်ဆက်ပစ္စည်းတွေကိုလိုလိုလားလားပို့ဆောင်ပေးနေတာတွေလည်းရှိနေပါတယ်။ကချင်ပြည်နယ်ဝန်ကြီးခရိုင်အင်းတော်ကြီးဒေသအေးရှိန်ကျန်းဖြစ်တဲ့ဟဲပုဟဲပါနဲ့နတ်မောက်ကန်ချေးရွာတွေအားလုံးအင်းတော်ကြီးဖရားလုံးတုံနဲ့ဝန်ကြီးမျိုးပေါ်ကိုထွက်ပြေးတိမ်းရှောင်နေကြရပြီဖြစ်ပါတယ်။လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေရဲ့ဒဏ်ကိုမခံနိုင်လို့ဖြစ်ပါတယ်။ အင်းရဲ့နောက်ကြမ်းကတော့ထိတွေ့မှုတစုံတရာမရှိသေးတာကိုတွေ့ရပါတယ်ဘုရားတိုင်းစီချမ်းတောင်ဦးလိတ်လိုလမ်းတစ်လျှောက်ထိတွေ့တိုက်ပွဲပြင်းထန်နေခဲ့ပြီးထိုအကြောင်းကြီးပါနဲ့ထုံးမှုကြီးကြီးကလေးမှာထိတွေ့မှုဖြစ်ခဲ့တာဖြစ်ပါတယ်လက်ရှိမှာတော့ KNU တပ်မှနှစ်ကအသုံးပြုခွင့်ယာယီပိတ်ထားခဲ့ပြီးဖြစ်ပါတယ်တောင်ကနေထွက်ရကစတောင်းတရားကိုဖြတ်ပြီးစမ်းတောင်းလမ်းခွဲကိုကျော်လာခဲ့ပြီးဆိုရင်ကာယေစုပါကခိတရာနာပြီးသမင်းစားလို့ရတဲ့အိမ်သမင်းဆိုင်လေးတစ်ဆိုင်ကိုသတိရမိနေပါသေးတယ် တောင်ကုန်းလိပ်လိုလမ်းမိုင်းမှာစစ်စခန်းကြီးကြီးမားမားရှိခဲ့တာကိုတော့မတွေ့ရပါဘူး။ဆိုပေမဲ့ယခုအခါစစ်ကောင်စီကလိပ်လိုကနေတာနာအရှိတန်းကိုဝင်ရောက်လုံခြံရှိပါတယ်။ရည်လီထားရတော့ဝင်လာသမျှပြန်လမ်းမရှိနိုင်တော့ပါကြောင်းသုံးသက်တင်ပြလိုက်ရပါတယ်ခင်ဗျာ။စားလေဆုံးနားထောင်ပြည့်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိရင်